မင်းသားကြီးမြင့်မြတ်ဆေးုံတရားရဲ့ဓာတ်ပုံတွေအွန်လိုင်းပေါ်မှာတော်တော်လေးကိုပြန့်နှံ့နေပါ ರೀ မင်းသားကြီးမြင့်မြတ်ကတော့လူချစ်လူခင်ပေါများသလောက်လူမုန်းလေးအရန်များနေသူပါမင်းသားကြီးမြင့်မြတ်ဟာရုပ်ရှင်လောကမှာနာမည်ကောင်းတဲ့ကြော်ကြားသလောက်နာမည်ဆိုးတွေလည်းများကြီးရှိတယ်သူနဲ့အတူဇာကာပေါင်း90လောက်ရိုက်ကူးခဲ့တဲ့ဒရိုက်တာပြင်ဟင်းဒီဟာကမြင့်မြတ်ရဲ့နောက်ချောင်းတွေကိုအကုန်လုံးဖော်ထုတ်လိုက်တယ်မြင့်မြတ်ရဲ့ဇာကာဇာကာပေါ်မှာเนาะ ဒါဘလိုမျိုးစိတ်နေသဘောထားထားလေရိုက်ကွင်းပေါ်ကစရိုက်တာကအဆပြီးတော့သူနဲ့သူတွဲတယောက်ဆောင်တဲ့ဟိုအောက်ချီပေါ်တော့ကျွန်တော်တို့ဇက်ပူဆိုင်ရအကုန်လုံးနဲ့ဘလိုမျိုးဆက်ဆိုင်ရရှိလေဘလိုမျိုးသူတို့ပေါ်မှာကောင်းပုံဖြတ်တယ်လဲဆိုတာကိုစရိုက်တာပြင်းဒီဟာကဖော်ပြတယ်မိမရှိတာနဲ့ဒါရိုက်ကွင်းပေါ်ထိဖားချတတ်တဲ့အကြောင်းတွေကိုလေဒါ driver ပြင်းဒီယာကဖော်ပြရပြီးတခါကျတော့စစ်ကောင်စီနဲ့မြက်မြက်ကဘယ်လိုမျိုးပူးပေါင်းနေတယ်လဲဆိုတော့ driver ပြင်းဒီယာကဖော်ပြပြီးတဲ့နောက်ပိုင်းမှာမြက်မြက်က လူမုံများခဲ့သူလေးဖြစ်ပါတယ်ဒီကနေ့မှာတော့ညံ့လောက်ချန်ခံလိုက်ရတဲ့အကြောင်းဒီ online ပေါ်မှာအကြီးအကျယ်ကိုတက်လာနေတယ် ကျွန်တော်တို့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်။မြမြဟာတွေ့ထက်တန်ယူနေဆေးဥမှာတည်နေရပြီးတော့အသက်ဆွေရတဲ့နေသားမှာရှိတဲ့ဓာတ်ပုံတွေ online ပေါ်မှာပြန့်နှံ့လာပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးလူချစ်လူကင်ပေါ်များသလောက်လူမိုးများတဲ့မြမြတကယ်ပဲလုံးချန်ခံလိုက်ရသလားဆိုတာပရိသတ်တွေကအရင်စိတ်ဝင်စားနေပြီးတော့မြမြကိုလေတဲ့တွေသွားမေးနေကြပြီလည်းဖြစ်ပါတယ်။မြမြမိသားစုဘေးကင်းပါစေ။ဘာမှမဖြစ်ပါစေနဲ့နော်။